အားလုံးပဲမင်္ဂလာပါ UK Matchday ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion ပြိုင်သက်တည်းအားလုံးမင်္ဂလာပါ Manchester United အသင်းကအခုလက်ရှိမှာဒီလူငယ်ကစားမ Kobe Mainu ကိုအသင်းကထွက်ခွာခွင့်ပေးဖို့ရာမဖြစ်မနေကွင်းလေကစားမတယောက်ပြန်ခေါ်ပြီးမှပဲသူတို့ဘက်ကထွက်ခွာခွင့်ပေးမယ်လို့ဆိုထားတယ်ဒီတိုင်းပဲ Joshua Sexy လည်းဒီတိုင်းပဲအတ ିକ က United ကသူတို့ရဲ့အတ ିକ ကစားမတွေက Brian Ambuemo တို့ Ahmed Diallo တို့ မာဇရာဝီတို့အားလုံးဟာအာဖရိကဖလားပွဲသွားဖို့ရှိတယ်။တစ်ချိန်တည်းမှာပဲဘန်ဂျမင်ရှက်စကူကိုတိုင်းလည်းဒဏ်ရာပြဿနာရတဲ့အတွက်ကြောင့်သူတို့ကိုတိုင်းအားနည်းနိုင်မဲ့အခြေအနေတွေအားလုံးကိုသူတို့ကလုံးဝကိုရှောင်နေပြီးတော့ကစားမခေါ်ယူနိုင်မှထွက်ခွာခွင့်ပေးမယ်။အဲ့ဒီမှာအသက်20ပဲရှိတဲ့ကိုဘီမေနူးကလည်းပွဲထွက်ခွင့်လုံးဝမရတဲ့အတွက်ကြောင့်သူ့အနေနဲ့တေချာပေါက်အင်္ဂလန်မှာပါနိုင်ဖို့ကပွဲထွက်ခွင့်ရမယ်အသင်းကိုပြောင်းမယ်ဆိုတော့သူကလည်းထွက်ခွာခွင့်တောင်းထားတယ် ပရီးမီယာလိဂ်ကလပ်၃သင်းလောက်စိတ်ဝင်စားတဲ့အထက်မှာနာပိုလီကသူ့ကိုအရန်ချိန်နေတဲ့အချိန်မှာမန်ချက်စတာယူနိုက်တက်ကလည်းကွင်းနဲ့လိုးချင်းနေဆိုတော့ကွင်းနဲ့ရဖို့ကလည်းခုနပြောတဲ့ဇီဂျီသားမောင်းတွေမဟုတ်ပဲနဲ့ဒီဆောင်းရာသီမှာဖြစ်နိုင်ချေရှိတဲ့သူတွေကိုသူတို့စဉ်းစားတဲ့အခါမှာမန်ယူနိုက်တက်ကအခုခေါ်နာဂလက်ကာကိုသဘောကျတယ်အခု Daily Mail နဲ့ Daily Express ရဲ့ report ရဆိုရင် Manchester United ကခေါ်နာဂလက်ကာကိုသဘောကျပြီးတော့ ိုက်ကစားမောက်ကိုသူတို့အလဲထက်လို့ပူဆန္ဒရှိပြီးကိုဘီမင်းနူကအက်တလက်တီကိုမက်ထရစ်ကိုသွား United ကခေါ်နာကလကာကိုခေါ်ဆူတဲ့ပုံစံမျိုးဖြစ်နေတယ်။ဒါအခုလောလောဆယ်နေထားရ Man United အသင်းဘက်ကဒီအခြေအနေကိုတောက်လျှောက်လေ့လာလဲရှိပြီးတော့ဖြစ်နိုင်ခြေရှိမရှိကိုသူတို့စဉ်းစားနေတယ်။ဒါပေမဲ့ဒါ United ကကျွန်တော်ပြီးခဲ့တဲ့ရက်ပိုင်းက Angelo Stella တို့နောက်တစ်ပတ်ကဒီ Adam Warden တို့နောက်တခြားတခြားကွင်းလေကစားမတွေသူတို့အများကြီးစောင့်ကြည့်တယ်။ဒါပေမဲ့ ဒီသားမကပူပြီးဖြစ်နိုင်ခြင်းရှိတယ်လက်ရှိ price ရရောဘာရောဖြစ်နိုင်ဒီ United ကိုယ်တိုင်ကလည်းကစားမအသစ်တွေငွေသုံးဖို့ထက်စာရင် Kobe Menu ကိုထုတ်လိုက်အဲ့ပြီးတော့မှသူအတွက်သူအစားထိုးချက်ချင်းပြန်ရမယ်သူပေါ့လေဆိုတော့ဒီနေရာမှာ Premier League club ထဲကဆိုရင် Kobe Menu ကို Leeds United တို့ Napoli တို့ဒါ Serie A က Napoli တို့အသေးစားလိုက်ပေးမယ် Atletico Madrid အသင်းကဒါ Conor Gallagher ကိုပေးရင် United ကလဲမှာ ဒါအတယ်ဂူမတ်တွေကသူတို့ရဲ့ခေါနာကလာကာကိုပေါင်း45တတ်မှတ်ထားတော့ Okay ခိုဘီမင်းနုကိုငါတို့ကိုပေးမင်းတို့ခေါနာကလာကာယူဆိုတဲ့ပုံစံမျိုးသူတို့ဘက်ကသဘောချပြီးတော့အဲ့အပြောင်းရွှေ့လို့ရှိနေဒီနေရာမှာ Manchester United အတင်းကခုနပြောသူ Joao Gomez ဆိုတဲ့ ဒါဝူဗာဟန်တန်ရဲ့ကွင်းလက်စားပါတယောက်လေးတောက်လျှောက်ကြည့်နေတယ်။တခါလာလီဂါပတ်ပါပဲမန်ယူနိုက်တက်အစိုးပိုင်းတွေကကြည့်ခဲ့ပြီးမနစ်ကတော့ကအချိုသဘောတူညီမှုတောင်ရမယ်လို့သတင်းတက်ခဲ့တဲ့ဟာဗီယေကွာရရာဆိုတဲ့ဗလန်စီယာရဲ့ကွင်းလက်စားမှာဒီ brightest chartate league ကို united ကပြီးခဲ့တဲ့နွေရာသီလကသတင်းရတယ်။တချို့ report တွေမှာဆိုဒီ chartate league ကပုဂ္ဂိုလ်ဆိုင်ရာ agreement တော့ရခဲ့ပြီးတော့မှ ပြောင်းမယ်ပါညာဖြစ်တယ်ဒါပေမဲ့ဒီသားကစားမရဲ့ယောကြီးဆာချူကယူရိုတန်း80ရှိတယ်ဆိုတော့မန်ယူနိုက်တက်ကအခုလက်ရှိမှာကိုဘီမင်းနူကိုအက်တလက်တီကိုမက်ဒရစ်ကိုပေးအက်တလက်တီကိုမက်ဒရစ်ရဲ့ခေါ်နာကလကာကိုပြန်ခေါ်အဲ့နောက်ဆက်တွဲအနေနဲ့ဟာဗီယာကွာရီရာဆိုတဲ့ဗလန်စီယာချာတိတ်လေးကိုပါတောက်လျှောက်ကြည့်နေတယ်ဆိုတော့ဒီထဲမှာဂျွာကိုမက်ဆိုပါကိုပါပြီးတော့ကလပ်ဘက်ကတော့တချို့အပြောင်းလဲတွေလုပ်ချင်တယ်အဓိကတော့ငွေ300ဆရာမလိုပဲနဲ့ swap deal တို့ပါတော့အဲ့လိုမျိုးအပြောင်းရွှေ့တွေကိုပို့သဘောကျတယ် ကုလလောဆယ်မှာအသင်းနေနဲ့33နှစ်ရှိပြီတိုင်အောင်ဒါလက်ရှိအသင်းမှာအားကိုးရပြီးတော့မရှိမဖြစ်ဖြစ်နေတဲ့ကွင်းလေကစားမှာကာလိုကက်ဆမီရိုကိုပါတက်တန်းတိုးမယ်သူ့ရဲ့စာချုပ်ကတစ်ဖက်ကို3သိန်းခွဲရှိတယ်ယာတီကိုမှာတက်တန်းကိုမှာဖြစ်တဲ့ချိန်မှာ United ကသူ့ကိုစာချုပ်သစ်ချုပ်မယ်အိုက်စာချုပ်တဲ့မှာလောက်ခလာစာရှော့ချပြီးတော့တက်တန်းတိုးမယ်ဆိုတော့ကိုဘီမင်းနူးကိုသူတို့ထွက်ခွင့်ပေးဖို့စဉ်းစားထားပြီးတော့ ခွန်နာဂလကာနဲ့အလဲထက်လုပ်ချင်တယ်မန်ချက်စတာယူနိုက်တက်ပြည်သက်တီလို့ဘလို့လဲဒီကြားထဲမှာတော့စကော့မက်ထော်မနီကိုယူနိုက်တက်ကစိတ်ဝင်စားတယ်ဘာညာဆိုပြီးတော့အီတလီမီဒီယာတွေမှာတော့တက်နေသေးတယ်ဒါအီတလီမီဒီယာတွေမှာအသက်28နှစ်ရှိတဲ့စကော့မက်ထော်မနီကိုမန်ချက်စတာယူနိုက်တက်အပါဝင်နျူကာဆယ်လို့စပါ့စ်လို့အသင်းတွေကလည်းတက်တယ်ဒါကတော့ဖြစ်နိုင်ချေနေတယ်တော်မနီကိုပြန်ခေါ်ဖို့ဆိုတာဖြစ်နိုင်ချေနေတယ်ဒါပေမဲ့ခွန်နာဂလကာနဲ့ခိုးပြီးမိန်းလို့ဆိုရင်အလဲထက်ဆိုဘလို့မြင်လဲယူနိုက်တက်ပြည်သက်တီကိုမမဝင်အောင်မှတ်ချက်ပေးကြပါအားလုံးကြည့်ကြပါလား